တော်ရရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းဆရာကြီးမဟာဆွေရဲ့တိမ့်ပေါ်မယ်ဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ်ပင်ကိုလှသူများဟာဘာပဲဝေဝေဘလိုပဲနေနေကြိလိုက်တိုင်းလှလှနေတာပဲလို့ကျွန်တော်ကပြောတဲ့အခါ ျွန်တော်ဤမိษွေများကရီမောကြပါသည်သူတို့ရီမောကြသည်ကိုလည်းကျွန်တော်အပြစ်မတင်လိုပါအเจ้าမူကကျွန်တော်ကအလွန်လှတဲ့ကောင်းမလေးဟုအပြောခံရသူမှာတိမ့်ပေါ်မေခေါ်ကချင်မာလေးဖြစ်၍နေသောကြောင့်ဖြစ်ပါသည်အချားသူတို့ဖို့မှာမြည်တို့ထင်းမြင်သည်ဟု အတက်မပြောနိုင်တော်လဲကောင်းမလေးလှလိုက်တာဟုက မြင်တွေ့သူတိုင်းဤပါဇက်မှာနားဆက်ဆက်ကြားရသောအတန်ဖြစ်ပါသည် ကျွန်တော်အဖို့မာကလက်လေးလုံးခန့်အနက်နှင့်အနီစဉ်ကန့်လန့်ရက်လုထားသောဂျက်ထဲအဝိလုံကြီးကလေးနှင့် အလွန်လိုက်လျောသည်ဟုထင်မိပါသည်အဝိအစားမှဒူးမှမလုံတလုံးဖုံးလွှမ်းထားလျာတမျိုးကြည့်၍ကောင်းလာသည်မြမမိမကိုကျက်အင်ကြီးကဲ့သို့အနက်ရောင်အင်ကြီးပါကလေးမှလည်းသူဤဝါဝင်းသောအသားနှင့်များစွာပနာရပါသည်အင်ကြီးကခပ်ပါပါ အသားကဆူဆူပြေးပြေးအသက်အရွယ်ဤကလည်း15 16နှစ်ဆိုတော့ ကျွန်တော်ဤစိတ်ကိုအထူးယိုဖိတ်ဆွဲလန်းစေလျက်ဤကာလအသက်ပိုင်းခြားကို အခြားသူများကျွန်တော်ကဲ့သို့မမြင်ပါစေနှင့်ဟုပင်မနာလိုစိတ်များပေါ်ပေါက်မိပါသည်တိမ်မောမယ်အပြိုတို့ဤထုံးစံတိုင်းခေါင်းတွင်အဝတ်မစည်းမဖီးမလိမ့်မယ်ချထားသောစန်တိုကလေးမှာအင်္ဂလိပ်မာကလေးများဤဘော့ဟဲယာခေါ်စန်တိုခတ်ထူထူထင်ရှားပြတ်သားသော မျက်လုံးမျက်ခုံးနှင့်အထူးလိုက်လျောပါပေသည် ထို့ကြောင့်ဤပင်ကိုလှသိမ်းပေါ်မေကလေးအားလွန်စွာဆွဲလန်းခဲ့ပါသည် အမျိုးမတူလျင်မယူဘူးဆိုသောစကားမှာကျွန်တော်တို့ဟုတ်မည်မထင်ပါကျွန်တော်ဒီမြကြီးနားမြို့နယ်တစ်ဖက်ကမ်းဝိုင်းမော်ရွာတွင်ရင်မျိုးအင်စပက်ဖြစ်နေနေကိုက်ဖြစ်ပါသည်ကျွန်တော်ဤထံတွင်ဝန်တာနုစိတ်တန်ပြီးလျင်အလုံမရနိုင်သောเจ้าနေဘက်တငယ်ချင်းတူအမြဲလာရောက်နေထိုင်ပါသည်စကားဆက်မိ၍ရေးရပါအောင်မည်ကျွန်တော်တို့မှာမြကြီးနားနယ်ကြားတွင်နေရ၍ အောက်ရက်ကလုတ်ကိုင်းမုံတို့ကိုသတင်းသားများတွင်ဖတ်ရှုကာအလွမ်းဖြေရပါသည်။နေကြားဖြစ်၍ဝန်သားမှုလုပ်ငန်းကိုအရက်သားများပင်မတွင်ကျယ်ဝင့်ဖြစ်လေရာကျွန်တော်တို့ကဲ့သို့အစိုးရမှူးတန်းများကမြည်ကဲ့သို့မျိုးချစ်စိတ်ရှိစေကားမူကြိတ်၍သာနေရပါသည်။ဤမြလောက်မိမိတို့ကိုယ်ကိုစောင့်ထင်းရသည်ထဲမောင်မင်းကြီးသားတငယ်ချင်းကနေကြားတောတောင်နှင့်ငွေဆက်ကူတွေထုတ်ပြီးအောက်ရက်ကဝန်သားမှုတွေထောက်ပံ့ခြင်းသည် ရုတ်ပြည်ကလှည့်ပြီးလက်နက်တွေတွင်းကျင်နေနဲ့လုံနေလို့မောင်မင်းကြီးသားအကြံမအောင်ခင်မင်းတို့ငါတို့ထောင်ကြကုန်လိမ့်မယ်လို့မနေ့ကန့်ကွက်ထားရပါသည်ကျွန်တော်တို့ဒီအဆိုပါတငယ်ချင်းလှအောင်နဲ့တူပျော်ပါးစွာနေကြရင်ကျွန်တော်ဤပြတာနဲ့စည်ရည်သည်ဘိန်းချသောကချင်တယောက်ကိုဖမ်းဆီးလာကြပါသည်ကချင်ကြီးမှာဘိန်းဒိုလာ9000ကျော်ဖြစ်သည်ဖြင့်ကျွန်တော်လဲဆိုင်ရာမြကြီးနာရုံးသို့တင်လိုက်ရာကချင်ကြီးမှာထောင်တစ်နှစ်ကြာသွားပါသည် ဤသို့ဘိန်းချသူများကို ဖန်စီထောင်ချသောလိမှာကျွန်တော်တို့ဤဝတ္တရားပင်ဖြစ်သည်ဖြင့်အထူးဆံမဟုတ်တော့ပါတို့ရန်တွင် ကချင်ကြီးဤသမီးပြိုကလေးဤဝိထုအစကဖော်ပြသူကိုယ်တိုင်တို့မှာဒီဖေတယောက်ရှိတော်၍ငတ်တည်ရတော်မည်နှင့်ငိုယူပြောဆိုသောအခါထောင်ချသူတို့ဘာမှမတတ်နိုင်သည်ဖြင့်ကျွန်တော်အိတ်ထဲကငွေ20လောက်ပေးကမ်းလိုက်မိပါသည် ကချင်ကြီးနှင့်ကချင်မကလေးမှာစရုံစကားဟုနမည်ကြီးသော ကချင်ရွာများမှာ စတုံးရွာသူကလေးဖြစ်ပါသည် ကျွန်တော်ဒီကချင်မာလီအားမြင်းလျင်မြင်းချင်းအလွန်ကျူးဆွဲလန်းသောကြောင့်ငွေကြီးပေးကမ်းပြီးမှတဖန်နေတို့ကိုစစ်မေးရအောင်မယ်စိန်နကူဘိုရဲတို့လာရမည်ဟုရက်ချင်းကို ပြောလိုက်မိပါသည်မဟုတ်မခံတငယ်ချင်းလှအောင်ကဟေးဘာထူမင်းကစင်ရသားတွေကိုမညှင်းညင်ပါနဲ့ကွာအိုးငါညှင်းတာမဟုတ်ပါဘူးသူတို့ကိုမေးရအောင်မယ်ကွငါ့ကိုဖြူးနေစမ်းပါနဲ့ကွာ မင်းကောင်မလေးနဲ့နောက်တစ်ခါတွေ့ကျင်သေးလို့ညံစင်တာမဟုတ်လားထိုအခါ၌ကျွန်တော်မှာမငင်းကွယ်နိုင်သဖြင့်ဟဲဟဲဟူသောပြုံးရည်ချင်းဖြင့်ကျွန်တော်၏လောမာမှုကိုဖြည့်ဖြောက်ဝန်ခံလိုက်ရပါသည်စိတ်နှကူးကိုတွားကျင်တာပေါ်ဒါပေမဲ့ငါဝါရှောင်းကိုတွားကျင်သေးတယ်လော့အာဝင်းတို့ရောက်ဖူးသည့်နေရာလေးတွင်မြင်ကျင်တယ်ဟုပြောသဖြင့်သူ့လူကိုအလျင်လိုက်လျောရပါကြောင်းတနေ့ကကျွန်တော်နှစ်တူတငယ်ချင်းလှအောင်ကျွန်တော်ထမင်းချက် မနောင်ခေါ်ကချင်ကလေးနှင့်တူကားစီးနှင့်ဝါရှောင်ဘတ်သို့နေကင်းတနာယီကန့်တွင်ထွက်ခဲ့ကြပါသည်ကားလန်ပေါက်ဒီမှမကြသေး၍တွာလာယာ၌တမျိုးဖြစ်နေပါသည်ဝိုင်းမော်ကခီးစားထွက်လျင်ထွက်ချင်းလမ်းတော်ကလေးကျန်းတော်ကြောင်းကားကလေးမှဂျိန်းထိုးခုံလွှား၍တွာရရှာလေသည်ခရီးရှစ်မိုင်၆ပါလုံးသို့ ရောက်သောအခါနန့်ဝါခေါ်ရှမ်းရွာကလေးတို့ရွာသို့ရောက်ကြပါသည်ဘောင်းမီခက်ကြက်ကြက်ဝစ်စင်ထားသည့်ရှမ်းတရုံများနှင့်မြောင်များစွာသောဝတ်တို့သည် ကျွန်တော်တို့အားထူးဆန်းသည့်နေ့ဖြင့်ဝိုင်းအောင်ကြည့်ရှုကြပါသည်ကျွန်တော်တို့သည်ထိုရွာမှ ကျော်လွန်ပြီးနောက်ကိုမိုင်းနှင့်လေးဖာလုံကန်း၌လွဲစော်ခေါ်ရွာကလေးသို့ ရောက်ရှိကြပါသည် ထိုရွာနှပေးမှ ဖြတ်သန်း၍လာကြရာဆယ်မိုင်ကျော်ကျော်လောက်တွင်အဆိုပါလွဲစော်ရွာ၌တစ်ဆက်တည်းဖြစ်သောဝါရှောင်ရွာတွင်သို့ရောက်လာကြပါသည်တငယ်ချင်းကဟေးဘာထူလွဲစော်တော့ကတော့ရှမ်းတရုတ်တွေကြီးတွေ့ရတယ်ဒီဝါရှောင်ကြတော့ကလားတွေ့ တရုတ်တွေကပို့ပြီးများပါလားကွမြန်မာတော့မရှိသလောက်ပဲကလမရေခမ်းမြစ်မိုတောင်ထင်မာရဲ့ကွာအစ်စ်ပေါ့ကွယ်ဟုပြောစဉ်ကားဒီဆက်လက်ထွက်ခွာခဲ့ရာဝိုင်းမော်မဆယ်မိုင်၆ဖာလုံငန့်ကွာကုန်းမြင်မော်တွင်ဆောက်လုပ်ထားသောဘူရဲသို့ရောက်ရှိကြပါသည်ဘူရဲ၏အရှိတ်ဘတ်တွင်ကတသွင်သွင် စီးစင်းနေသောချောင်းပေါ်၌ကျိုးတရများကို တွေ့မြင်ရပါသည်ဘူရဲ၏အရှိတ်ဘတ်မြေပြင်ကလေးတွင်ကြောက်စပွဲတစ်လုံးနှင့် ကြောက်ကလက်ထိုင်းလေးလုံးထုလုပ်ထားသည်ကိုမြင်ရရာလော့အာဝင်းမြကြီးနာနေဆက်လာတော့ကဒီနေရာမှာစရဲချငားမြသွားတာဘောတငယ်ချင်းရဲ့အလောင်းမင်းတရားကြီးရဲ့ဒုတိယသားတော်မြမာတက်မတော်များခြေရာတရဆက်ရောက်ခဲ့တဲ့နေရာဖြစ်မှာဘောကွယ်စင်ပြူရှင်လက်ထက်ကဒီနေရာတွေဟာဤသို့ပင်တငယ်ချင်းကတမျိုးကျွန်တော်ကတဖုံထင်ရတွေကိုပြောဆိုကြပြီးလျင်ကျွန်တော်တို့ဒီဝိုင်းမော်တို့ပြန်ခဲ့ရာ ည9နာရီမထိုးမီ ရောက်ရှိကြပါသည်ဤเจ้าမှာကျွန်တော်ရေးလိုသောကိစ္စနှင့်မပတ်သက်တော့လဲနောက်တနေ့ကျွန်တော်သွားလိုသော စိတ်နှကူးကိုတငယ်ချင်းလှအောင်လိုက်ခဲ့ခြင်းမှာသူ့လိုကိုလိုက်တော့ကြောင့်ဖြစ်ကြောင်းဆက်ဆက်ဖော်ပြရခြင်းဖြစ်ပါသည် နောက်3ရက်ခန့်ကြာသောအခါကျွန်တော်တို့သည်စန္နကူးဘိုရဲသွားရန်ပြင်ဆင်ကြပါသည်နေ့တနာ ਈ ကန့်တွင်ကားဒရိုက်ဘာကျွန်တော်လှအောင်မနောင်တို့နဲ့တူ ဝိုင်းမော်ကထွက်လာကြရာ တနေ့ကရောက်ခဲ့သောဝါရှောင်းသို့ရောက်ကြပါသည်ဝါရှောင်းမှတဖန်ခီးထွက်ကြရာဝိုင်းမော်မှ12မိုင်9ဖာလုံကအကွာတွင်စာတုံးသို့သွားသောလမ်းကိုစာဖြင့်ပြထားပါသည်73မိုင်ကကျော်လွန်သောအခါနေမင်းသည်ကျွန်တော်တို့ကားကလေးကိုဝဲရာဟိုတလဲဒီတလဲရောက်ရှိနေခြင်းဖြင့်လမ်းမြမြကောက်ွက်နေသည်ကိုသိတာနိုင်ပါသည်ထိုလမ်းများမှာတောင်တဘေးကပယံတလျှောက်တွင်လှက်ပတ်၍ဖောက်လုထားခြင်းဖြစ်သည့်ဖြင့်မနောင်မှာဒရိုက်ဘာနာကက်လျက် ဟွန်းကိုတဘောပေါ်မြည်အောင်အမြဲနှိပ်၍ပေးနေရပါသည်။ကပယ်ရန်ဆောင်မှဗီဇပင်ခေါ်ဇာမနီပင်များမှကားတွင်သို့တစ်ဖြက်ဖြက်နှင့်ရိုက်ခတ်လျက်ရှိသောကြောင့်ဘေးဘက်သို့လက်နှင့်တားကာအထူးဂရုစိုက်၍လိုက်ကြရပါသည်။ဆက်ရှင်မိုင်ငန့်တွင် နမောရန်ခေါ်ရှမ်းတရုတ်ရွာတရွာသို့တွေ့ရ၍ကြော်လွန်ပြီးနောက်မိုင်၂၀ခန့်တွင်ဘိုရဲတဲကိုတွေ့ရှိတော်လဲရွာတရွာမြမပါ။အဆိုပါဘိုရဲကို မိုင်၂၀ဘိုရဲဟုခေါ်ကြပါသည်။ ထိုးပိုထဲမှာဆက်လက်မောင်းနေခဲ့ကြရာလမ်းမှာအမြဲပင်ကြွေကောက်စွာတောင်တဘေးမှာပတ်လျက်မြောက်ရွံ့ရွံ့စီတို့တအားသမျှယုံပြေးလျက်ရှိပါသည်လှအောင်ရေယခုတို့ရောက်တဲ့တောင်ဟာဝိုင်းမော်နဲ့ဝါရှောင်းကနေပြီးကြည်ရင်တရီကံပုံတောင်ချွန်းညွန်းနှလုံးရဲ့အရှိတ်အင်မိုင်ခမြစ်တောင်ဘက်သွားရမယ်ခီးကွယ်တောတောင်များဟာလူစိတ်တက်ကိုပြုတ်ပြင်တတ်တဲ့ထင်မာရဲ့ကွာကိုခံစိတ်တက်လိုက်လို့ထင်မာရဲ့ကွယ် ကျွန်တော်တို့ကားကလေးမှာလမ်းဖြောင်းဖြောင်းမိုင်ဝက်ပြေအောင်သွားရသည်မရှိပဲကွေ့ကောက်စွာဖြင့်ဝိုင်းမော်မှ25မိုင်กว่าသောတရီကံပုံ တောင်များဤခြေရင်းသို့တိုင်အောင်မောင်းနှင်လာရာမန်ဝိုင်းရွာသို့ရောက်ရှိကြပါသည်မန်ဝိုင်းရွာ၌ဈေးရောက်သည့်မြမအိမ်အနေငယ်နှင့်တရုတ်ကလားများအိမ်တွေကိုတွေ့ရပါသည်ကချင်များလည်းရှိ၏နေမာတော်ဆောင်နေပြီဖြစ်၍မန်ဝိုင်းရွာတွင်သို့မဝင်ကြတော့ဘဲတောင်များဤတောင်ဘက်တောင်ကုန်းကလေးများကို တရောင်ကျော်နှင်းတရောင်ဆင်းလျက်လာကြရာ29မိုင်နှင့်28မိုင်ကြားတွင်ကားတော်ဖြောင့်မြောင်သွားရပါ၏29မိုင်တိုင်းကိုမြင်ပြီးသောအခါကွေ့ကောက်စွာနှင့်ပင်တောင်15လုံးကန်ကိုကျော်လွန်ပြီးလျင်စိန်နကူးရွာရှိသော တောင်ပေါ်သို့တက်ကြရပါသည်စိန်နကူးရွာ၌ကကချင်းအိမ်၄၅အိမ်မြရှိ၍ဝိုင်းမော်နှင့်32မိုင်6ဖာလုံးဝေးပါသည်စိန်နကူးရွာမှလှမ်းမြော်ကြည့်ရှုလိုက်သောအခါ အလွန်တာယာသောစိတ်နှကူဘိုးတဲကိုမြင်ရပါသည် ထိုမှတဖန်ခီး32မိုင်ခန့်တွင်စိတ်နှကူဘိုးတဲသို့တက်ရန်လမ်းအစသို့ရောက်ခဲ့ပြီးဖြစ်၍တောင်တဘေးမှကျင်းမြောင်းစွာ ဖောက်လုထားသောလမ်းကိုကြည့်ရှုရန်ကားကိုခိတ္တရထားခဲ့ပြီးလျင်တွားရောက်ကြရသည်လမ်းပန်းတွက်စိုးရိမ်ပွဲမတွေ့သောအခါကားကိုတဖြည်းဖြည်းတက်ရောက်စေပါသည် ကျွန်တော်တို့မှကားကားပေါ်တွင်မလိုက်ရဲကြခြေချင်းတက်ကြပါသည်ထိုလမ်းထက်၌လမ်းတလမ်းရှိရာ ဘရင်ခံကျုပ်လော့အာဝင်းလာစဉ်ကအစ်စ်ဖောက်လုထားသောလမ်းဖြစ်သည်တောင်ကပရန်ကိုလက်ဝဲလက်ရာကြွေချိုး၍တမိုင်ကြော်ကြော်လောက်တက်မိသောအခါစိန်နကူဘိုရဲရှိရာတောင်ဆွဲတစ်ခု၏ထိတ်သို့ရောက်ရှိကြပါသည်ဆက်လက်တက်ကြသောအခါလက်ရာဘက်၌ထောကောသို့တူထောကောဟု အင်္ဂလိပ်စာနှင့်တောင်အောင်ဆင်းသောလမ်းတစ်ခုကိုညွှန်ကြားထားသည်ကို တွေ့ရပါသည်ဘိုရဲသို့ရောက်ကြသောအခါတငယ်ချင်းလှအောင်က ရှေးကမြမပီရင်နေဒီရက်ထီအောင်စိုးပိုင်နေတာပဲနော် ဟုဝန်းနေတန်နဲ့ပြောပါသည်ကျွန်တော်ဒီသူအားစကားပြန်မပြောပဲတောင်မြောက်ဝဲရဘဲညာလှဲ့ပက်၍ကြည့်ရှုရန် ခေါ်ခဲ့ရပါသည် ရှုမြောခင်းများမှာအလွန်သားရ၍တရိကံဘုံတောင်ကြီးများမှာလဲစိန်နကူဘိုရဲဤအနောက်ဖက်တွင်ကြံရစ်တီကိုမြင်ရပါသည်ထိုတောင်နှင့်ဘိုရဲဤကြားတွင်ကျဲဝန်းနှဆိုင်လာသောကြောက်ကြီးဖြစ်၍မြောက်ဖက်သို့ကြည့်ရှုသောအခါ ဘရင်မတွက်နိုင်အောင်ပေါများလာသောတောင်အထက်ထက်နှင့်ကပလာစိမ့်ပြားများကိုခင်းထားတဲ့ကဲ့သို့ညီညာသောတစ်ပင်တောအုံများကိုမြင်ရရသည်ဘူရဲဤမြောက်ဖက် တမိုင်ငံ့ကွာတွင် မေလိခတောင်ဝမေလိခမြစ်နှင့်မပေါင်းစုံသေးသောအင်မိုင်ခမေခမြစ်ကိုတစ်ပင်တွေကြားမှထင်ရှားစွာမြင်ရပါသည်ထိုနေရာသို့လော့အာဝင်းခက်ခက်ခဲခဲငါးသွားမြားခဲ့ဘူးသည် အရှိဘတ်တခွေနိုင်ကကချင်လူမျိုးတို့ဤလက်ချက်ဖြင့်အမာရွတ်သဖွဲတောင်ယာခုတ်ထားသောဘူးဒီကြွက်ကြိုက်ပမာတောင်ကပင်ရံများကိုတွေ့ရသည်ထိုနေ့ည၌ကျွန်ုပ်တို့သည်ဘိုးရဲတွင်အိတ်ကြရာကျွန်တော်မှာတိမ်ပေါ်မေကလေးဤမျက်နာကိုသာ ကွက်ခနဲမြည်၍နေပြီးတော်တော်နှင့်အိတ်၍မပြောပါသူကလေးကိုပိုင်အောင်ဘလို့ကြံမုံရမြည်ကိုလည်းအမျိုးမျိုးစဉ်းစား၍နေမိပါသည်အစိုးရအလုပ်ဝတ္တရားနှင့် ဆိုလျင် အလွန်အရေးကြီးမှလာမည်ဖြစ်တော်လဲ ချစ်သူကလေးအတွက်မူလွယ်လင့်တကူနှင့်လာမီသောကျွန်တော်၏စိတ်ဓာတ်ကိုလည်းအံ့ဩ၍နေမိပါသည် နောက်တစ်နေ့တွင်ချိန်ထားသည့်အတိုင်းနနက်မိုးမြန်မြန်လင်းရန်လဲအထူးတောင့်တနေမိသည် နောက်တစ်နေ့နနက်သို့ရောက်သောအခါတာယာသောရှုမျောခင်းများကို ကြည်ပြီးနောက်တချင်းတစ်ပုဒ်ကိုတီဆူမိရာတငယ်ချင်းလှအောင်ကလောင်ပြုံးပြုံး၍နေပါသည်ကျွန်တော်တို့သည်နနက်ဆယ်နာရီခန့်တွင်ထမင်းများစားတောက်ပြီးနောက်စောင့်ဆိုင်နေရာသိမ်းဘောမဲတို့မရောက်ရှိသေးပါ ၎င်းတို့လာကြမည်ဧကံဟုယုံစားမိပါသည်မုန်းလွဲသည့်တိုင်အောင်မပေါ်လာသောအခါစိတ်နှလုံးအထူးလေးလံ၍သွားပါသည်တို့နေပင် ကျွန်တော်တို့သည်ညနေချိန်သို့တိုင်ခဲ့ရာအရေးရောင်းများမပေါ်လာကြသဖြင့်ခက်အေးအေးရှိသည်နှင့်ပါလာသောဝီစကီများကိုတောက်ကြသည်အကြံကိုမနောင်နှင့်ဒရိုက်ဘာအားပေးလိုက်ရာသူတို့လည်းစောစောစီးစီးမူးပြီးလျင်အိတ်ကြသည် ကျွန်တော်ကများစွာမမူးလာသေးသဖြင့် ခလေးမှဘာကြောင့်မလာလာပါလဲဟုစဉ်းစားရင်ခက်မိမိနေ gain ကိုးနာရီကန့်တွင် မော်တော်ကားတွင် အိတ်နေသောဒရိုင်ဘာကအရေးတကြီးဗိုလ်ရဲဘော်သို့တက်လာရာဆရာဆရာဟုနှိုးပါသည်ဟေ့ဘာလဲဟိလူသားနေဆရာတဲမသိငါဘူးဟင်ဟုတ်လားဒါဖြင့်မင်းဗိုလ်ရဲအခန်းထဲမြ мян ဝင်ဟေ့မနောင်လှအောင်ထကြအောင်ဟိုကချင်းဘာရောက်နေတာလဲဟေ့လှအောင်တမ်းမနီနဲ့ထကွမြ мян ပြောပြီးနောက်ကျွန်တော်တို့တွေပါလာသော၆လုံးမြူတလက်နှလုံးမြူတလက်ကိုရန်တော်များထဲ့လျက်နားဆွင့်နေကြပါသည်တို့ရာတွင် လူတန်ကားဆက်လက်၍မကြားရာတိတ်ဆိတ်၍နေပါသည်ကျွန်တော်သည်လေတန်တိုးတို့ဖြင့်ဒရိုင်ဘာအားဟိကောင်မင်းစိတ်ထင်တာနဲ့ပြောနေတာလားအဟုတ်စရာကျွန်တော်နားနဲ့ဆက်ဆက်ကြားရပါတယ်လပြေကျော်၁၀ရက်ညဖြစ်သည်ဖြင့်ကောင်းငင်တစ်ခုလုံးမဲမောင်၍နေရာ ခြေတာယာများဤရောင်းသားလျင်တက်အားသမျှထွန်းလင်းလျက်ရှိပါသည်ကျွန်တော်လဲဒရိုင်ဘာများဤစကားအရဘိုးတဲထရန်ပေါက်မှချောင်းမြောင်းကြည့်ရှုရာ မထင်မရှားသောမဲမဲရာများတွားလျက်ဘိုးတဲစီတို့ကက်ရောက်လာသည်ဟုထင်မိပါသည်ကျွန်တော်တို့တွင်လက်နေတမီတစ်ဖက်ခြောက်လုံးမြူတစ်ဖက်ကိုင်းကအသင့်ဆောင်၍နေပါသည်ထိုအခိုက်တကမမှာပြင်းထန်စွာရိုက်နှက်တန်ကိုကြားရသဖြင့်ကျွန်တော်တို့လဲစပွဲကုံများကိုလှဲ၍ထောင်းကား တကားစီတို့ကြည်၍နေကြပါသည်မနောင်အားလဲဘသူလဲအပေါ်မတက်ခဲ့ကြနဲ့တနတ်နဲ့ပြက်တတ်မဲဟု ကချင်ဘာသာဖြင့်ဩစေသည်တို့ရာတွင်မရရှိပဲတကားလုံးဝပွင့်ထွက်သွားရာကျွန်တော်နှင့်လှအောင်တို့မှဝင်ရောက်လာသောကချင်သုံးဦးအားတနတ်နှင့်ပြစ်ခတ်တက်ခဲ့ရပါသည်ကချင်သုံးယောက်ကြာဆုံးလျင်ဘိုးတွေပေါ်မှဆင်းပြေးကြပြန်ပါသည်၎င်းတို့အထက်မှမဆုံနဲ့တို့ကလူများကြီးဟုအော်ဟစ်တန်ကိုလဲကြားရပါသည် ကျွန်တော်တို့မှာရှေ့တကားပေါက်စီးတို့သာမဲလျက်စောင်းစားနေရတငယ်ချင်းလှအောင်တနက်လက်မှလွတ်ကြကာကော့လန်သွားတော့မှလက်နေဓမီနဲ့ထိုးကြည့်တော့ခါကြောတွင်မြားတစ်စင်းဆက်၍နေဒီကိုတွေ့ရပါသည် ထိုးအခါမှာကျွန်တော်တို့ကြောပတ်မှပရင်းမောက်စီးတို့တနက်နေ့လန့်ပစ်လိုက်ပြီးနောက်တငယ်ချင်းကိုပွေ့ယူပါသည်ထိုးတို့ပွေ့ယူစဲမှာပင် ကချင်များကားတက်လာကြသဖြင့်မနောင်အားနှလုံးပြူကိုကင်စီလျက်ဝဲရလှက်ပတ်ပြစ်ခတ်ခုခံနေကြရပါသည် ကချင်းများကလူ၂၀ကျော်လောက်ရှိမည်ဟုခန့်မှန်းမိရာ၎င်းတို့တွင်မြားနှင့်ဓားများလှံများကို စွဲကိုင်းလျက်ရှိကြပါသည်ဘိုးထဲမှာမြားစွာခိုင်မာလှသည်မဟုတ်သောကြောင့်တငယ်ချင်းလှအောင်အားပွေယူကစမ်းသက်ခိုက်တငယ်ချင်းဘာသူငါမနေရတော့ဘူးဟု စကားတခွန်းသာပြောဆိုပြီးအသက်ပြောက်သွားရာအလွန်ချစ်လာစွာသောတငယ်ချင်းဖြစ်သည့်ဖြင့်ကျွန်တော်မှမျက်ရည်များပင်ကျမိပါသည် ်3မိနစ်ခန့်တွေ့ဝေနေသည့်အတွင်းမနောင်နှင့် driver တို့လည်းကချင်များလက်နက်ဖြင့်ကြဆုံးပါသည်ကျွန်တော်ဒီတငယ်ချင်းလောင်းကိုပွေ့ချ၍ခေါင်းမော်လိုက်သည့်နှစ်တပြိုင်နက်စူးရှာသောအရာတစ်ခုသည်ကျွန်တော်ဤခါကိုထိလျက်နေသည်ဖြင့်ကြည့်ရှုရာကချင်များမှာကျွန်တော်အားလှန်နှင့်ထောက်လျက်ဝိုင်းဝန်းထားကြောင်းသိရပါသည်ကျွန်တော်လည်း၆လုံးမျိုးကိုဘောင်းဘီအိတ်တွင်ကြပြားကြရာထည့်သွင်းရာကချင်တယောက်ကအတင်းလူယူလိုက်သည်ဖြင့်အလျှော့ပေးကာ၎င်းတို့ယူဆောင်ရာသို့ပါသွားပါသည် ကျွန်တော်ဤဓမ္မီမှာ၎င်းတို့ခီးသွွားအတွက်လွယ်ကူတဲ့သို့ဖြစ်၍နေရ၎င်းတို့ဘာသာဘိုရဲအောက်ရှိကားကိုထိုးကြည့်သောအခါကားကလေးမှာဓာရာတို့ဖြင့်အသက်မြော့မြော့ဖြစ်၍နေသည်ကိုမြင်ရပါသည်ကျွန်တော်လည်းအများနှင့်တယောက်ဖြစ်သည်ဖြင့်ဘာမှမခုခံနိုင်မဲတနာယီကဘိုရဲမှာဆင်းလျက်၎င်းတို့စွဲခေါ်ရာသို့လိုက်ပါသွားရာတခုသောကချင်ရွာသို့ရောက်ရှိကြပါသည်ကျွန်တော်အားတစ်ပင်တစ်ပင်အောက်တွင်ကျိုးနှင့်တုံနောင်ထားကား ကချင်းလေးဦးလက်နက်ကိုစီနှင့်စောင့်၍နေကြပါသည်ဘေးတွင်လည်းမိဘုံကြီးများဖို့၍ထားသောကြောင့်ဝါးနှစ်ရိုက်သုံးရိုက်ခန့်ကိုကောင်းစွာမြင်ရပါသည်ထို့နောက်ကချင်းကြီးတယောက်သည်နောက်ပါကချင်းများနှင့်ထား၍တိမ်မော့မဲဤဖခင်ကချင်းကြီးအားချက်ချင်းလှုပ်ပေးရန်တောင်းဆိုကြပါသည်အကယ်၍လှုပ်မပေးပါက ကျွန်တော်အားတပ်ပြစ်မြည်ကြောင်းပြောဆိုကြပါသည်ထို့အခါကြားမှာကချင်းများဘာကြောင့်ဖမ်းဆီးသည်ကို သိရပါတော့သည် ကချင်များသည်ကျွန်တော်အားထောင်ချနိုင်သူတူဟုထင်မှတ်နေခြင်းမှာ တနည်းအားဖြင့်ကျွန်တော်လွတ်ရန်အတွက်အတော်ဟန်ကြနေရကကချင်ဘာသာဖြင့်မင်းတို့လွတ်ဆိုလွတ်ပေးမယ်ငါဒီမှာရှိရင်ဘယ်နဲ့လွတ်ပြီးလွတ်နိုင်မှာလဲငါ့ကိုမြေကြီးနာပို့မှလွတ်နိုင်မှာပေါ့ဟုပြောဆိုရာ ကချင်ကြီးသည်ခေါင်းခါလျက်နင်ဒီကစာရေးပေးငါတို့သွားပို့မယ်နင့်စာမြင်လို့ဟိုကလွတ်ပေးရင်နင့်ကိုငါတို့လွတ်ပေးမယ်ဒီလိုဟိုကမလွတ်ရင်နင့်ကိုတတ်ပြစ်မယ် ဟုပြောဆိုရာထိုအခါကျအခက်ကြုံ၍နေပါတော့သည်အကယ်၍ကျွန်တော်စာရေးပေးစီကမူတရားဥပဒေရမြည်သူကလွတ်ပါမည်နီထောင်ချသူကတရားသူကြီးဖြစ်၍ကျွန်တော်မှာရင်မျိုးပလိတ်တစ်မျိုးလိုဖမ်းဆီးရသူဖြစ်ပေ၏တို့ရာတွင်အချိန်ရလျင်တက်သားခွင့်ကြံနိုင်သည်ဟုသဘောထားကအင်္ဂလိပ်ဘာသာဖြင့်ကျွန်တော်အတိဒုက္ခရောက်နေပါသည်တက်မတော်ဖြင့်စိန်တကူဘိုးတဲ့အရှိတ်ဘက်၅မိုင်ကွာကချင်ရွာသို့ လာရောက်ကူညီပါဟုရေးသားပြီးလျင်ဟောဒီစာကိုအေးပိုင်ပေးနင်တို့သိသလားဟုအေးပိုင်ဤယုံကိုညွှန်ကြားလိုက်ပါသည်အေးပိုင်ကကျွန်တော်စာကိုရလျင်ကူညီမိကားမလွဲကြည်တို့ရံတွင်ကချင်များမှာ၎င်းတို့လူမလွတ်လျင်ကျွန်တော်အသက်ကိုတက်ပြစ်မိဖြစ်ရာကလွတ်မြောက်ရေးတွာကိုကိုကိုအားကိုရမည်ကြောင်းယုံကြည်စိတ်ချမိပါသည်အချိန်မှာဆယ်နာရီခွဲသာသာကန့်ရှိလျား ကချင်ကြီးကဲများ၎င်းတို့တဲအိမ်တွင်သွားရောက်အိတ်နေကြလျက်ကျွန်တော်အနား၌ကချင်လေးဦးသာမိဘဘေးတွင်စကားတပြောပြောနှင့်စောင့်၍နေကြပါသည်ထိုအခိုက်တိမ်ပေါ်မည်သည်ရုတ်တရက်ပေါ်ပေါက်လာရာကျွန်တော်မှဝမ်းသာအားရနှင့်ဟေ့နှစ်ပါငါ့ကိုမကယ်ဘူးလားကွယ်ဟုတောင်းပန်မိရာနေငါအဖေကိုထောင်ချနေငိုမုံးနေနေငိုတက်ပြစ်မဲဟုပြောပြီးနောက်ကချင်များဘက်သို့လှဲ့ကားဒီလူကိုဘာလို့မတက်တလဲကွယ်ငါကဝမ်းသာတယ် ဟုရီမောပြောဆိုပြီးလျင်၎င်းတွင်ပါလာသောဝါကြီတော့မှခောင်ရည်များကိုတက်၍နေပါသည်။သိမ်းမောမေအားကျွန်တော်ဆွဲလန်းချစ်ခင်စိတ်သည် လုံးဝပျောက်ွယ်လူမတက်ဖြစ်၍သွားသည်။အလွန်ရက်စက်တဲ့ဟာကလေးဒင်းကိုတနာမိတာမှားလိခြင်းဟု ဟေ့ကွယ်ငါနှင့်ကိုတနာလို့ငွေ20ပေးတာမေ့နေဗလားနှင့်ဖေကိုငါထောင်ချတာမဟုတ်ဘူးဟဲ့အစိုးရကချတာငါမှသူတို့ကဖန်းခိုင်းလို့ဖန်းရတာဟဲ့ ဟုပြောတော်လဲကချင်မာကလေးမှာလုံးဝဂယုမဆိုင်တော့ပါထိုခါ၌ကျွန်တော်သည် အခြားအကူပွဲမမြင်သဖြင့်ခွန်အားရှိသည်များညှိ၍ယုံကန်နေရာခိုင်မာသောတန်ကျိုးများသည်ကျွန်တော်အားပြောင်းလောင်တကဲ့သို့တဖြည်းဖြည်းမြည်သောအတန်းဖြင့်ရော့ကြီးတင်းကြီးပြုတ်၍နေကြသည် ကချင်များလည်းခေါင်ရည်မူး၍ခေါင်းငိုက်ဆိုင်ကြပြီဖြစ်ရာတိမ်မောမယ်သည် ကျွန်တော်အနာသို့ပြေးကပ်လာသောအခါအထူးအံ့အားသင့်၍နေပါသည် သူဤခါမှဓမြောင်ကလေးကိုထုတ်ပြီးလျင် ကျိုးများဖြက်လျက်ကျွန်တော်လက်ကိုဆွဲ၍မှောင်ထဲသို့ပြေးရှာသောအခါကျွန်တော်မှာမြေကြီးခြေချရမှန်းမသိတော့ပါခရီးတမိုင်ငယ်ရောက်သောအခါသူ့ကိုပါမြေကြီးနာခေါ်ပါဒီမှာနေရရင်တက်ပြည့်ကြတော့မှာဟု ပြောဆိုလျာကျွန်တော်သည်ညင်းနိုင်မှမည်လော ကျွန်တော်တို့သည်ညရင်းညင်းတအားပြေးလွှားလျက်ရှိရာတကောင်ကြော်ပြီးဖြစ်၍ရက်လာကလေးသည်တအားသမျှအယောင်ပေးလျက်ရှိပါသည် တောဒရိဆန်ဘေးတံကချင်များဘေးကိုတေပြေရှင်ပြေလူ၍ပြေးကြရရာ ဝေလီဝေလင်းတွင်ဝါရှောင်းတို့ရောက်ရှိပါသည်ထိုနေရာကြားမှာတက်သားခွင့်ရပြီဖြစ်သည့်ဖြင့်ခြေထောက်နာနေသည်ကိုနှိမ့်နေအနားဖြေရင်းတရုတ်မုတ်ဆိုင်များတွင် မုံများစားတောက်နေကြရာအမောပြေလျင် ခီးဆက်၍ထွက်ခဲ့ကြပါသည်ဘေးရန်တွက်လဲကျွန်တော်မစိုးရိမ်တော့သည့်ဖြင့်တစ်ပင်အရေးကောင်းကောင်းတွင်တိမ်မောမေကလေးအားပွေဖက်နှမ်းရှုပ်ပြီး နေငါမရလုတ်ရလိမ့်မယ်ငါနှင့်ကိုတသက်လုံးမရဖြစ်နဲ့ကြွေးထားမယ်စိန်တွေရွှေတွေစင်ထားမယ်ဟုပြောရာတသက်လုံးမရဖြစ်နဲ့ကြွေးထားမယ်ဆိုသောစကားမှာသူအနစ်ချိုင်ဆုံးဖြစ်၍စိန်တွေရွှေတွေစင်ထားမယ်ဆိုသောစကားမှာသူ့ဖို့ဘာအများမထူးကြနားလည်ဟန်လည်းမရှိပါကျွန်တော်မှာဒုက္ခတွေ့သည်များချစ်သူကလေးနှင့်ချမ်းသာစွာတွေ့ရပြန်သည်ဖြင့်သူကိုဗမာလိုမနှင်းရွှေဟုနာမည်ပေးပြီးပျော်ပျော်ပါးပါးနေမည် ဗမာစကားနဲ့ဗမာစာကိုတက်အောင် သင်ကြားပေးမည်ဗမာလူများဝတ်ထားလိုက်ရရင်ဘသူမိနိုင်မှာလဲစသဖြင့်အမျိုးမျိုးစိတ်ကူးရင်ခီးတွင်လေသည်နေ့ဆယ်နာရီခန့်၌ဝမ်မော်တို့ရောက်ရှိလာရာလူ20ပါသောတက်မတော်ချီတက်သွားကြောင်းသိရတော့လဲကျွန်တော်တို့မှာဖြက်လန်းကပြေးလာရ၍မတွေ့လိုက်ပါတိမ်မော်မေကလီကဝိုင်းမော်ဘတ်တွင်နေကဘေးရန်များမည်ဟုပြောသဖြင့်သူ့လူလိုက်လျောကမိုးကောင်းသို့ပြောင်းရွှေ့ရန်စူးစမ်းပါသည် ယခုခါ၌မင်းင်းရွှေကလေးမှဗမာရေလဲ၍ယူသားသောပြုမူကို ပြောင်းလဲမရခြင်းမှအပါအခြားနေရာ၌အစခတ်သိမ်းမြမမာလေးကဲ့သို့ကျွန်တော်ပြောသည်မြမြေဝဲမကြနားထောင်ကတောင်းတင်ဆက်ဆံလျက်ရှိပါသည်ဤเจ้าများကို မိษွေကြီးထံစာရွေးမိကြံရာ မိษွေကြီးကဟိုပြောင်းဒီရွှေများသောကြောင့်ယခုမှ စာရေးလိုက်ရပါကြောင်းမဟာဆွေ ကြီးပွားရေးမဂဇင်း1936 AB လား Música